ူငယ်ရန်သိပ်ပံတင်ကန်းစာ3ကျွန်ုပ်နှင့်ကျွန်ုပ်ဤမိသားစုအကြောင်းကဲကလေးတို့ရေဒီကနေ့မှာတော့ကျွန်ုပ်တို့ရဲ့အကြောင်းကို ပြောကြမယ်နော်ပြီးတော့လို့ရှိရင်လေတခြားသူတွေအကြောင်းကိုလည်းပြောကြရအောင်တခြားသူတွေဆိုတာဖေဖေမေမေ ဖိုးဖိုးဖွားဖွားရဲ့အကြောင်းဖြစ်တယ်ပြီးတဲ့အခါမှာတငယ်ချင်းတွေရဲ့အကြောင်းဆီယာမတွေရဲ့အကြောင်းတွေကိုပါဆီယာမတို့ကလေးလာပြီးမှပြောကြရအောင်ပြီးရင်ဘာတွေကစားကြတာကြိုက်လဲဘာတွေစားရတာကြိုက်လဲပြည်ပင်ညာကိုသွားရတာကြိုက်လဲစားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှအတူတူလေးလာဖို့ရန်အတွက်သားသမီးတို့ရောက်ချစီတဲ့ကိုဖိတ်ခေါ်ပါရစေ Let's go ကဲကလေးတို့ရေဒီအချိန်မှာ teacher တို့ကမိသားစုအကြောင်းကိုပြောကြမယ်လေနော် မိသားစုမှာဖေဖေမိမိရဲ့ဖိုးဖိုးဖွားဖွားရဲ့ဦးဦးတော်တော်ရဲ့ညီတွေညီမလေးတွေကိုကိုမမတွေရဲ့အရာတွေအားလုံးရှိကြတာပေါ့မိသားစုဆိုတာလေတအိမ်ထဲမှာနေကြတယ်။အင်းတချို့မိသားစုတွေဆိုလို့ရှိရင်ဖေဖေနဲ့မိမိကအလုပ်သွားကြတယ်။အင်းဦးဦးတော်တော်တွေကလည်းအိမ်မှာနေပြီးတော့မှကြည်ရှုဆော့ချောက်ကြတယ်ဒါမှမဟုတ်ဖိုးဖွားတွေက တာမီမီတို့ကိုကြည့်ရှုဆောက်ရှောက်ကြရတယ်။တခုနဲ့တခုတအိမ်နဲ့တအိမ်ရမတူကြဘူးနော်။တချို့ဆိုလို့ရှိရင်ဖေဖေမေမေတွေကရုံသွားရင်းနဲ့အမ်တာမီမီတို့ကိုကြောင်းပိုးတဲ့သူတွေလည်းရှိမယ်။ကဲကလေးတို့ရောဘသူတွေကကြည့်ရှုဆောက်ရှောက်ပေးလဲ။ကြောင်းကိုသွားပို့ပေးလဲ။တရတမတူညီကြဘူးနော်။อืมဒီလိုပဲမိသားစုတွေเนาะ အဲပြင်းပြင်းမီယုံပြီးတဲ့အချိန်တအားသမီးတို့ကြောင်းစင်းတဲ့အချိန်ဆိုလို့ရှိရင်မိသားစုတွေဆုံတွေ့ကြမယ်အဲ့လိုဆုံတွေ့တဲ့အချိန်မှာလေသာသာမမီတို့ကသူ့ရဲ့တာဝန်ကိုစီကိုစီနဲ့လှုပ်ဆောင်ကြတာကိုတွေ့ရမှာဖြစ်ပါတယ်ဖေဖေဆိုလို့ရှိရင်ဆ iam တို့အိမ်မှာဆိုလို့ရှိရင်ဆ iam ဖေဖေဆိုလို့ရှိရင်အမိုက်ကူတော်ပေးတယ်မမေဆိုလို့ရှိရင်ဆ iam တို့မိသားစုတွေစားဖို့ထမင်းဟင်းတွေချက်ပေးတယ် လူတော်တွေဆိုလို့ရှိရင်လည်းအင်စာကူလုတ်ပေးတယ်ကိုကိုမမတွေဆိုလို့ရှိရင်လည်းအတူတူကစားပေးတယ်ကလေးတို့ရောအိမ်မှာဘာတာဝန်တွေရှိလဲဘာတွေကူညီပေးရလဲပြောပါဦးဟုတ်တယ်နော်တာဝန်အတိအသေးရှိကြတဲ့အခါမှာမိသားစုရဲ့တာဝန်ကိုတနင်္သာရီကျေပြွန်အောင်လှုပ်ဆောင်ရမယ်နော် ကဲကလေးတို့ရေဒီလိုပဲမိသားစုကတစ်ခုနဲ့တစ်ခုမတူသလိုနေထိုင်တဲ့ပုံစံချင်းကလည်းမတူဘူးเนาะတချို့ဆိုလို့ရှိရင်အုတ်ခဲတွေနဲ့ဆောက်လုပ်ထားတဲ့တက်အိမ်မှာနေကြတယ်မာဆိုလို့ရှိရင်ရကုန်မြို့မှာဆိုလို့ရှိရင်တဲ့အိတွေအများကြီးတွေ့ရတာပေါ့။နေမြို့တွေမှာဆိုလို့ရှိရင်သူသားကြီးနဲ့ခန်းခိုင်ခက်ခက်ကြီးကြီးကြီးဆောက်ထားတဲ့အိတွေရှိမယ်။ ဟောရွာမှာဆိုလို့ရှိရင်อืมတဲအိမ်လေးတွေရှိမယ်ဝါအိမ်လေးတွေရှိမယ်အေးချမ်းချမ်းပေါ့ဒီလိုပဲတမိသားစုတမိသားစုချင်းကနေထိုင်တဲ့အိမ်ပုံစံတွေလည်းမတူကြဘူးเนาะကဲခလေးတို့ရေအခုချိန်မှာဒီချက်ကဒီချက်ထူးဆန်းတဲ့အိမ်လေးတွေကြောင့်လည်းပြောရအောင်မယ်เนาะကဲယူလာပြီเนาะဟော ဒီမှာကြည်ပါဦးရေပေါ်မှာစောက်ထားတဲ့အိမ်ပေါ့อืมဒါကိုအမ်အင်္ဂလိပ်ကန်နေမှာသွားလို့ရှိရင်เนาะခြေတယ်ရှိအိမ်ကြီးတွေเนาะရေပေါ်မှာစောက်ခြေတယ်ရှိအိမ်ကြီးတွေတွေ့ရမယ်อืมနောက်တစ်ထူးစန်းတာတွေလည်းရှိသေးတယ်သူကြတော့အမ်တချို့ဆိုလို့ရှိရင်ဖောင်ပေါ်မှာဒီလို ဖောင်ထဲသွားလာပြီးတော့မှဒီလိုဖောင်ပေါ်မှာပဲအိမ်စောက်ထားရရှိတယ်ဟောတချို့တွေဆိုလို့ရှိရင် ရေပေါ်မှာပဲသူတို့နေဖို့အတွက်အင်္ဂလီတွေစောက်ထားတာရှိတယ်။ကဲကလေးတို့ရေထူးထူးဆန်းနေပဲเนาะရေပေါ်မှာအင်စောက်တဲ့အင်္ဂလီအဲပြီးတဲ့အခါမှာဟောဒါလေးဆိုလို့ရှိရင်ဒါကရှွန့်ပေါ်မှာရှွန့်နဲ့เนาะရှွန့်နဲ့အိမ်လောက်ထားတာเนาะဒီရှွန့်နဲ့နန်းရည်တွေပါလေလောက်ထားတဲ့အင်္ဂလီတွေလည်းရှိမယ် ဟွန်းဓမ္မကြည့်ပါဦးတချို့ဆိုလို့ရှိရင်အရန်အေးခဲတဲ့ဒေသမှာနော်ရေခဲတုံးကြီးတွေနဲ့တိဆောက်ထားတယ်အင်္ဂလိပ်တွေတချို့လည်းရှိတယ်နော်ပြီးတဲ့အခါမှာဒါကတော့ဟွန်းတစ်ပင်တွေပေါ်မှာတိဆောက်ထားတဲ့အင်္ဂလိပ်ရှိရနော်တစ်ပင်တွေအပေါ်မှာဆောက်ထားတဲ့အိတ်လာလေးတွေရှိတယ်ဟောပြီးတဲ့အခါမှာဒါဝိုင်းအိတ်တွေတွေ့ရမယ်ပြီးတဲ့အခါမှာတိုင်အင်္ဂလိပ်တွေဟောပြီးတဲ့အခါမှာတစ်သားအင်္ဂလိပ်တွေစတဲ့ အမျိုးအစားအများကြီးဆုပ်ဆုပ်လေးလေးနဲ့အမျိုးမျိုးစောက်ကြတာပေါ့ကလေးတို့ရေကဲကလေးတို့ရေဒီအရာကတော့ဆ iam နဲ့တူလေးလာတဲ့အရာကတော့မိသားစုရဲ့အကြောင်းနဲ့မိသားစုတွေဘလို့နေအိမ်မျိုးမှာနေထိုင်ပြီးတော့မှဘလို့နေအိမ်ဒီထူးထူးဆန်းနေရှိလဲဆိုတာကိုကလေးတို့သိရှိသွားပြီဆိုတော့ကဲနောက်တဲ့သင်ခန်းစာတစ်ခုကိုသင်ချလိုက်ကြည့်ကြရအောင်နော်